ဗျာကျွန်တော်ဒီနေ့မှာတော့ကိုယ့်ရဲ့ Facebook page မှာဒီလိုမျိုးဗီဒီယို carousel ဗီဒီယို၄တောင်ဗီဒီယိုလေးတင်တဲ့နေ့ကို sharing လုပ်ပေးသွားမှာဖြစ်ပါတယ်။ဒီမှာဆိုလို့ရှိရင် Microsoft Word အစုံနဲ့ shortcut ဆိုပြီးတော့ကျွန်တော်ဗီဒီယိုလေးတစ်ပုဒ်တင်ထားရှိပါတယ်။၄တောင်ပုံစံလေးပါနော်။၄တောင်လေးကိုမှသူ့ရဲ့ page မှာဆိုရင်နှစ်ခုထက်ပြီးတော့ထည့်လို့ရပါတယ်။အဲ့တော့ဒီနည်းလေးကဒီကျွန်တော်အသုံးဝင်ပါတယ်နော်။ဒီနည်းလေးကိုတော်တော်လေးကိုထွန့်ဖြစ်တဲ့နည်းလေးပါနော်။အဲ့တော့သူ့ရဲ့ option မှာ button လေးမှာဆိုရင်လည်းကိုထည့်ခြင်းနဲ့ဒီ လင့်ပေါ့နော် YouTube channel လင့်တို့အဲဘော်တွန်တို့ဘော်တွန်ဆိုလဲဒါကိုကထည့်ကျင်တဲ့ဘော်တွန်ကိုထည့်ပေးလို့ရပါတယ်အဲ့တော့ဒီ subscribe ဆိုတာလေးကိုနှိပ်လိုက်တယ်ဆိုရင်ဒါကျွန်တော်ကတော့ YouTube နဲ့ရှိတာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ YouTube channel လေးတွေကိုကြောက်သွားမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဒါ YouTube channel နဲ့ရှိတာဖြစ်တဲ့အတွက် YouTube channel လေးတွေကိုကြောက်သွားမှာဖြစ်ပါတယ်အဲဒါလေးရဆိုလဲကြောရဲ့ဒီဖုန်းကွန်ပျူတာ ID နေပညာတွေတင်ဆက်ပေးနေတဲ့ YouTube channel လေးဖြစ်ပါတယ်အဲဒီ channel လေးကိုလည်း Mixto အနေနဲ့ subscribe လုပ်ပြီးတော့ ေးစေစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်နော်။ဟုတ်ကဲ့တော့ကျွန်တော်ဗီဒီယိုလေးဆက်လိုက်ပါမယ်။အရင်ဆုံးကျွန်တော်ကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ Chrome browser ကိုဝင်ပေးဖို့လိုပါတယ်။ Chrome browser မှာရောက်ပြီဆိုလို့ချင်းကျွန်တော်ဒီနေရာလေးမှာ similar to ဆိုပြီးတော့ရိုက်ချာပေးလိုက်ပါ s i m i အလေးက similar to ဆိုပြီးတော့ရိုက်ချာပေးလိုက်ပါ similar to လို့ရိုက်လိုက်တာနဲ့ကျွန်တော်ဒီလိုမျိုး website လေးကြာလာပါလိမ့်မယ်အပေါ်ဆုံးမှာရှိတဲ့ website လေးဝင်ပေးလိုက်ပါ ဝက်ဆိုက်လေးထဲမှာရောက်ပြီဆိုလို့ရှိရင်ကျွန်တော်ဒီညမှာအရင်ဆုံးလောကမှာကကျွန်တော်အကောက်ကိုလော့ရင်ဝင်ဖို့လိုပါတယ်အကောက်လော့ရင်ဝင်မှုဆိုရင်အကောက်တစ်ဖွင့်ရပါမယ်အဲ့တော့အကောက်သစ်ဖွင့်တာနဲ့လော့ရင်ဝင်တာကိုပြပါမယ်ဒီညလေးမှာနင်းချောင်းလေးကိုနှိပ်ပါနှိပ်ပြီးသားရဲ့အပေါ်ဆုံးမှာကျွန်တော်လော့ရင်ကတော့ကို့မှာအကောက်ရှိပြီးသားဆိုရင်လော့ရင်စွာလေးကိုနှိပ်လိုက်ပါအဲ့တော့အကောက်ရှိပြီးသားဆိုရင်လော့ရင်စွာလေးကိုနှိပ်ပြီးတော့ဒီမှာလော့ရင်ဝင်ပေးလိုက်ပါတကယ်လို့ကျွန်တော်ကအကောက်မရှိသေးဘူးဆိုရင်တော့ဒီညလေးမှာ register စွာလေးကိုနှိပ်ပေးလိုက်ပါ register ဆိုတာလေးဥနေလိုက်တာနဲ့ကျွန်တော်တို့ဒီလိုမျိုးနာမည်အပြည့်စုံပါညာကြလာပါလိမ့်မယ်။အဲဒီနေ့လေးမှာနာမည်ပြည့်စုံပြီး email ပေါ့နော် password ပြီး confirm password ဆိုပြီးတော့ထည့်ပေးရမှာဖြစ်ပါတယ်။ကျတော့ကျွန်တော်ဒီမှာနာမည်လေးရေးလိုက်ပါမယ်။နာမည်လေးရေးပြီးတော့ပြီး email လေးထည့်ပြီးတော့ထည့်ပါမယ်။နာမည်အပြည့်စုံထည့်ပေးရပါမယ်။ပြီးရင်ကျွန်တော်အောက်မှာ email လိပ်စာထည့်ပေးရပါမယ်။ okay email ထည့်ပြီးသားကျွန်တော် password လေးထည့်ပြီးတော့ထည့်ပေးပါ password ကိုလည်းကျွန်တော်ဒီမှာအောက်မှာ confirm password ဆိုပြီးတော့ထည့်ပြီးတော့ထည့်ပေးပါခင်ဗျာ okay ပြီးသားပြီဆိုလို့ရှိရင်ကျွန်တော် sign in ဆိုလို့နေပြလိုက်ပါတော့ဒါဆိုလို့ရှိရင်ကျွန်တော်က account တစ်ခုဖွင့်ပေးပေးနေပါတယ်နော်အဲဆိုရင် success ဆိုရင်အစနေသွားပါပြီအဲ့တော့ဒီနေရာလေးမှာ okay လေးကိုထည့်ပြီးတော့ပေးလိုက်ပါပြီးသွားရင်ကျွန်တော်တို့က password လေးကို save ခဲ့လိုက်ပါနော်အဲဒီနေရာလေးမှာကျွန်တော်တို့ခုရှိတာကကိုယ့်ရဲ့ဒီ password ကို s o r r ကိုယ့်ရဲ့အောက်ကိုကျွန်တော်ဘာဒီပိုင်းလုတ်ပေးဖို့လိုပါတယ်ဘာဒီပိုင်းလုတ်ဖို့အတွက်ဆိုလို့ရှိရင်အဲဒီမှာဝင်ကြည့်လိုက်ပါတော့ဒီမှာဝင်ကြည့်လိုက်လို့ကျွန်တော်ဝင်လို့ရတယ်ဆိုရင်တခါတည်း sign ဆိုပြီးတော့ဝင်ပြီးတော့သုံးလို့ရပါတယ်အဲ့တော့သူ့ကိုကျွန်တော်ဘာဒီပိုင်းလုတ်ဖို့အတွက် gmail တဲ့ကိုသွားပါမယ် gmail app တဲ့ကိုသွားလိုက်မယ်အစောကကျွန်တော်ထည့်ခဲ့တဲ့ gmail အထဲမှာကျွန်တော်ဒီဟိုက similar do ဆိုပြီးတော့ notify လေးကြာနေနိုင်မယ်အဲ့ဒီနေရာမှာကျွန်တော် click here to verify ဆိုတာလေးကိုနှိပ်ပေးလိုက်ပါနှိပ်လိုက်တဲ့ဆိုလို့ရှိရင်ကျွန်တော်ဒီနေရာလေးမှာ ဗာတီဖိုင်လုပ်ပေးဖို့လိုပါတယ် login ဝင်ပေးဖို့လိုပါတယ်အဲ့တော့ဒီနေရာလေးမှာနှိပ်လိုက်ပါနှိပ်လိုက်တယ်ဆိုလို့ချင်းအစောအား email လေးထည့်ပြီးတော့ sign ဆိုတာလေးနှိပ်လိုက်ပါအဲ့ဆိုလို့ရှိရင်ကျွန်တော်ကအကောင့်လေးတစ်ခုပွင့်သွားမှာဖြစ်ပါတယ်ဗာတီဖိုင်လုပ်ပြီးသွားပြီပေါ့နော်အဲဒီမှာဆိုရင်အပေါ်မှာလည်း name လေးပေါ်လာပါပြီနော်အဲ့တော့ကျွန်တော်တို့ကပို့လေးတင်ဖို့အတွက်ကျွန်တော်ပြောသွားရမလဲဆိုရင်ဒီအပေါ်မှာမြင်းချောင်းလေး၃ခုနှိပ်ပါအဲ2ဆိုတာလေးကိုဆက်ပြီးတော့နှိပ်ပေးလိုက်ပါနော် 2ဆိုတာလေးကိုဆက်ပြီးနေပြီးသားဆိုလို့ချင်းတော့အောက်မှာရွေးပေးဖို့လိုပါတယ်အဲကလုံးကာရက်ဆယ်2ကာရက်ဆယ်ပေါ့နော်ပြင်အမေကာရက်ဆယ်ဗီဒီယိုကာရက်ဆယ်ဒါ TikTok အတွက်နဲ့လည်းတင်လို့ရပါတယ်ကျွန်တော်ကဗီဒီယိုကာရက်ဆယ်ကာရက်ဆယ်ဆိုတာလေးကိုရွေးပေးလိုက်မယ်ဘာလို့လဲဆိုရင်ကျွန်တော်က Facebook မှာအဲဗီဒီယို၄တောင်ဗီဒီယိုလေးတင်ကြတာဖြစ်တဲ့အတွက်သူ့ကိုရွေးပေးလိုက်မယ်နော်ရွေးပေးပြီးသားရင်ဒီနေရာလေးမှာတခုရှိတာကကျွန်တော်က Facebook အကောင့်နဲ့ရှိရပါမယ် OK ကိုဆက်ပြီးတော့ပေးလိုက်ပါ โอเคပြလိုက်တဲ့ဆိုလို့ချင်းဒါ Facebook account နဲ့ရှိခိုင်းပါပြီဒီ continue with Facebook ဆိုတာလေးကိုနှိပ်ပေးလိုက်ပါเนาะအဲဒီဟာလေးကိုနှိပ်လိုက်တဲ့ဆိုလို့ချင်းဒါ Facebook account တစ်ခုနဲ့ကျွန်တော်ထပ်ပြီးတော့ရှိပေးရမှာဖြစ်တယ်အဲ့တော့ဒီနေရာလေးမှာခဏစောင့်ပေးပါเนาะโอเคဒါဆိုရင် ကျောင်းကဒီမှာဒါကျွန်တော်ကအစောတော့ကဒီရှိထားဖြစ်တဲ့အတွက်ဒီလိုမျိုးလေးပေါ်နေတာဖြစ်ပါတယ်အဲ့တော့သူ့ကို frequent နော် reconnect လုပ်ပြီးတော့သူ့ကို connect ဆိုပြီးတော့ပြန်ချိတ်ပေးလိုက်မယ်အဲတော့အဲဒီနော်ပြန်ချိတ်ပေးလိုက်မယ်ဒါဆိုရင်တော့ကျွန်တော်ချိတ်သွားပြီပေါ့နော်အဲချိတ်သွားပြီဆိုရင်ကျွန်တော်တို့ကအဲချိတ်သွားပြီဆိုလို့ရှိရင်ကျွန်တော်ကဒီအပေါ်ဆုံးပါပေါ့နော်ဒီလင်းချောင်းလေး၃ခုကိုနှိပ်ပေးပါလင်းချောင်းလေး၃ခုကိုနှိပ်လိုက်ပေါ့နော်အဲ့နှိပ်လိုက်ပြီးသွားရင်ကျွန်တော်2ဆိုတာလေးကိုဆက်ပြီးတော့နှိပ်ပါ TON S2 ကိုဆိုတာလေးနှိပ်ပါအ အဲနေပြီးသားရေဆိုလို့ချင်းစောနာကျော်ရွေးခဲ့တဲ့ဗီဒီယိုကော်ရက်ဆယ်ဆော်လေးကိုထပ်ပြီးတော့ဝင်နိုင်ပါတော့ဒီနေရာလေးမှာဗီဒီယိုတင်မဲ့ချိန်ရောက်လာပါပြီဗီဒီယိုတင်မဲ့နေရာလေးရောက်လာပါပြီဒီနေရာလေးမှာတစ်ချက်နေပါနေပြီးသားရင်လည်းကျွန်တော်အောက်ကအဲ ACT ဆော်လေးကိုရွေးပြပါရွေးပြီးသားရင်ကျွန်တော်က pre select video video file ရွေးပါမယ် upload ဆော်လေးကိုနေပါ upload ဆော်လေးကိုနေပြီးသားရင်ဆိုလို့ချင်းဒါကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ဒီ video file ကိုတစ်ချက်ရွေးပြရမှာဖြစ်ပါတယ် တော့ကျွန်တော်ကဒီပုံစံလေးယူလိုက်ပါမယ်ဒီပုံစံလေးကိုယူလိုက်တယ်ဆိုလို့ရှိရင်ဒါ upload ဒီပုံစံလေးယူလိုက်တယ်ဆိုရင်ဒါ upload ဆိုလို့နေလိုက်ပါတော့အဲသူကဒီမှာဗီဒီယိုစပြီးတော့ run နေပါပြီဒီနေရာလေးရောက်ပြီဆိုလို့ရှိရင်ဒါခဏလေးစောင့်ပေးပါတော့ဗီဒီယိုဖိုင်ထဲမှာရှိတဲ့ template ယူမလားဒါမှမဟုတ်ရင် whole out ပါအဲ shoot file ဆိုတာလေးရှိပါတယ်အဲ့ဒီကိုနှိပ်ပြီးတော့လေကျွန်တော် template ကိုရဖုန်းထဲမှာရှိတဲ့ template ကိုဈေးလို့ရပါတယ်ကျွန်တော်ကတော့ဒီပုံစံလေးပဲယူလိုက်ပါမယ်နော်တစ်ခုယူလိုက်ပါ ပြပိသားကြီးဆိုလို့ရှိရင်အောက်ကိုဆွဲလိုက်မယ်နော်အဲအောက်မှာ please slap ပေးပေါ့နော်အဲဒီနေရာလေးမှာကျွန်တော်ပြောချင်တာကကျွန်တော်ကဒီအဓိကပေါ့နော် ကို့မှာဒီပေးပေါ့နော်အခု facebook အကောက်ကကျွန်တော်အခု facebook နဲ့ရှိတ်လိုက်တယ် similar to facebook နဲ့ရှိတ်လိုက်တယ်အဲ့ဒီရှိတ်လိုက်တဲ့ facebook အကောက်ကကျွန်တော်တို့ကဒီပေးရဲ့အထင်င်းဖြစ်ဖို့လိုပါတယ်အဲ့ဒီအခါမှာဒါကို့ရဲ့ပေးတွေမှာဒီနေရာ video ကတင်လို့ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီနေရာမှာပေးကိုတစ်ချက်ရွေးပါကိုတင်တဲ့ပေးကိုရွေးလိုက်ပါ ေဂီတာရေးဆိုလို့ရှိရင်အောက်မှာ option လေးတွေထည့်ပါမယ်အဲဒီနီးလေးကဒီစာကြောင်းနေဆက်တဲ့နီးလေးပေါ့နော် decoration လေးထည့်ပါမယ်အဲ့ဒါကျွန်တော်ကတော့အဲ့ဒီမှာဒီစာကြောင်းဆက်တဲ့နည်းလေးပေါ့နော်စာကြောင်းတွေကိုစာကြောင်း၃လေးကြောင်းတစ်ကြောင်းနဲ့ဆက်တဲ့နည်းလေးပါ ောက်ဆက်တဲ့နည်းလေးကိုချက်ပြီးတော့တင်လိုက်ပါမယ်။ပြီးရင်ကျောအောက်မှာ URL ဆိုတာလေးရှိပါတယ်။သူ့ကိုကြတော့ကျွန်တော်က YouTube Channel ရဲ့ link လေးထည့်ပေးလိုက်ပါမယ်။ကိုကဒါမှမဟုတ်ရင်အဲ Facebook မှာတင်ထားဟို YouTube မှာတင်ထားတဲ့ဟာကို Facebook မှာအဲဓာတ်ပုံဖြည့်ပြန်တင်နေဆိုရင်ဒါ YouTube link လေးထည့်လို့ရပါတယ်။အဲ့တော့ကျွန်တော်ကဒီမှာ YouTube Channel ကဒီ link လေးကို copy ကူးပြီးတော့ထည့်လိုက်ပါနော်။အဲ့တော့ဒီ URL ဆိုတာလေးကို copy ယူပါပြီးတော့ရင်ဆောနာကျွန်တော်တို့တွားခဲ့တဲ့နေရာလေးကိုပြန်ပြီးတော့တွားလိုက်ပါ ပါပြီးသားဆိုလို့ချင်းဒီနေရာလေးမှာ page ဆိုတာလေးကိုနှိပ်လိုက်ပါနှိပ်လိုက်တယ်ဆိုလို့ချင်းဒါ YouTube link လေးဝင်တော့မှာဖြစ်ပါတယ်ပြီးရင်နောက်တစ်ခုကအဲဒီ please select action type ပေါ့နော်သူ့ကိုကြတော့ကျွန်တော်တို့က subscribe button လေးရွေးပေးလိုက်ပါမယ်အများကြီးရှိပါတယ် subscribe ဆိုတာလေးကိုနှိပ်ပါ subscribe ဆိုတာလေးကိုနှိပ်ပြီးသားဆိုလို့ချင်းကျွန်တော်ကဒီနေရာလေးမှာအဲ live page လာပါဘောနော် live page ဆိုရင်တော့ဒီ ဇိုက်ပေပေါ့နော်ကျွန်တော်ဒီမှာရေးလို့ရတယ်ဒါကကိုယ့်ရဲ့စိတ်ကြိုက်အဲပြင်လို့ရပါတယ်အဲ့တော့ဒီအလေးကိုကျွန်တော်ဒီတိုင်းပဲထားလိုက်ပါမယ်နော်အဲ light space ဆိုပြီးတော့ခဲထားလိုက်မယ်အဲပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ public ဆိုတာလေးကိုတင်ပါ public ဆိုတာလေးနှိမ့်လောက်အောင်ပဲနောက်တစ်ခါ public ကိုမနှိမ့်ယူစင်နောက်မှာ schedule ချိန်နဲ့ပေါ့နော်ဘယ်ချိန်မှာကိုယ်တင်ချင်တာလဲဒီလိုမျိုးလေးယူရှိလို့ရပါတယ်နော်သူ့ကို public ဆိုတာလေးကိုနှိမ့်ပေးလိုက်ပါမယ်ခဏလေးစောင့်ဝင်လိုက်ပါနော်မကြပါဘူး โอเคဒါဆိုလို့ချင်းကျော် successful လေးဆိုပြီးတော့ပြီးသွားပါပြီခင်ဗျာသူ့ကိုကျော် Facebook မှာဝင်ကြည့်ပါမယ်အဲ့တော့ကျော် Facebook လေးမှာဝင်လိုက်ပါဝင်လိုက်ပြီးသွားလို့ရှိရင်ဒီလိုမျိုးလေးတွေ့ရမှာဖြစ်ပါတယ်အဲ့တော့ကိုယ့်ရဲ့ profile နဲ့တော့အဲကိုတင်လိုက်တဲ့ဗီဒီယိုလေးကရှောင်းမရောက်ကျွန်တော်ဒီမှာ share ကြည့်ပြရပါမယ် okay ဒီမှာဆိုရင်ဒါရောက်လာပါပြီရောက်လာပြီဖြစ်ပါတယ်အဲ့တော့ဒီပုံစံလေးကဆိုလို့ဒါ subscribe button လေးကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင်အဲကျွန်တော်တို့က ဒီခုရဲ့ link ချိန်ထားတယ်ပေါ့နော်ကျွန်တော် YouTube နဲ့ချိန်ထားဖြစ်တဲ့ YouTube ဆိုတဲ့ထဲကိုရောက်သွားမှာဖြစ်ပါတယ်အဲတော့ကျောင်း channel လေးမှာလည်းဟောကွန်ပျူတာနည်းပညာဒီနည်းပညာများကိုပညာဒါနသင်ခန်းစာတွေအဖြစ်ကျွန်တော်အမြဲတမ်းထည့်သွင်းပေးသွားမှာဖြစ်လို့ကျွန်တော် channel channel လေးကို subscribe လုပ်ပြီးတော့နေ့စဉ်စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာအားလုံးစင်ကြယ်ကြပါစေခင်ဗျာ